မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့တိုက်ကြိုးကဖျက်ရမှာမဟုတ်ဘူးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဆီယာမရတဝတီရဲ့ရေးသားတင်ပြချက်များဖြစ်ပြီးတိုက်ဆက်များအနေနဲ့တရှိထားတဲ့ဘဟုတုတများဖြစ်လို့ပြန်လည်မျှဝေတင်ပြပေးခြင်းဖြစ်ပါတယ်တိုက်ကလာပြီဆိုတာသိတာနဲ့တိုက်ကြိုးကဖျက်ရမှာမဟုတ်ပါဘူးမိမိတိုက်နဲ့မိမိအတူတကွသာသနာပြုနိုင်ဖို့နီးလန်းရှာရမှာပါ တိုက်ဆက်တော်များများဆောက်လုပ်ဖို့စဉ်းစားကြတာကတိုက်ကျူးဖြစ်လိုက်ဖို့ပါတိုက်ကလာတယ်လို့သိတာနဲ့ပြန်ခေါ်มาကြောက်ကြတယ်အနောက်ရှက်ပြီးมาကြောက်ကြတယ်မိမိကြုံရသမျှအခက်ခဲတွေကိုတိုက်ကလာလို့တိုက်ကလှုပ်လို့လို့ထင်ကြတယ်တိုက်တွေပြန်ခေါ်တာနဲ့ပတ်သက်ပြီးပြောပြပေးပါမယ်တချို့တိုက်ကနေလူပီလာတဲ့အခါအသက်ဘလောက်နေပြီပြန်လာမယ်ဆိုတဲ့ကတိနဲ့လာကြသူများရှိသလိုအိမ်တော်မပြူပါဘူးကလေးမယူပါဘူး တာတနာအလုပ်ပဲလုပ်ပါမယ်စတဲ့ခီးစကားတွေထားလာတတ်ကြပါတယ်မိမိခီးစကားအတိုင်းမလုပ်တဲ့အခါမျိုးဆိုတိုက်တွေကတတိပေးတဲ့အနေနဲ့စီးပွားရေးအိမ်ထောင်ရေးအချစ်ရေးလူမှုရေးတွေအစင်မပြေဖြစ်ပြီး သူတို့ကိုတတိထားမိအောင် အနောက်ရှက်ပေးတတ်ပါတယ်လူအများစုဟာအရေးကြုံမှဖျားတတ်တတ်ကြသလိုအခက်ခဲကြုံမှမိမိအမားကိုပြန်လဲဆန်းစစ်တတ်ကြပါတယ်ဒါကြောင့်သူတို့ကသူတို့လုတ်ပိုင်ခွင့်အတိုင်းအတာအရာလုံနိုင်တာမျိုးနဲ့ အနောက်ရှက်ပေးတတ်ကြပါတယ်တက်တန်းပြည့်လို့ပြန်ခေါ်ခါနေဆိုရင်ဝင်စည်းတာ ပူးတာကတ်တာမိမိကိုယ်ကိုတေချောင်းကြံစည်ခြင်းစိတ်ပေါ်အောင်မျိုးလုပ်တတ်ကြပါတယ်စိတ်ညစ်စိတ်တတ်ကြပြီးလူပြေမှာမနေခြင်းအောင်လုပ်တတ်ပါတယ်စိတ်ညစ်စရာအကြောင်းပြချက်ရည်လို့ရေးရရာမရှိပဲလူပြေမှာမနေခြင်းလူလောကကိုအလိုလိုအဆုံးသတ်ခြင်းလာတာပါ တယောဂအနှောင့်ယှက်ခံရတဲ့လက္ခဏာဟာစိတ်ဝေဒနာနဲ့ဆင်တူတာကြောင့်တေချာခွဲခြားသိဖို့နဲ့ဆရာရွေးမမဖို့အရေးကြီးပါတယ်။အရာရာတိုင်းကိုတိတ်ပန်နဲ့ဖြည့်ရှင်းလို့မရတလို့မမြင်ရတဲ့အရာတိုင်းကိုလည်းအလွယ်တကူယုံကြည်လို့မရပါဘူး။နောက်တစ်ခုကမိမိကတိုက်ကပေးထားတဲ့တက်တမ်းမပြည့်ပေမဲ့အကုတို့တွေပဲလုံနေရင်လည်းပြန်ခေါ်တက်ကြပါတယ်။ ိုက်စီးဆိုတာရှိတယ်လို့မိမိကုတို့ကံလည်းရှိသေးတာမို့တိုက်ကလာပြီးဆိုတာနဲ့တက်တန်းစီမနေရမှာပြန်ခေါ်มาကြောက်ပြီးအကြောက်ကံတိုက်ကျိုးဖြစ်တာမျိုးအများစုလုပ်တတ်ကြပါတယ်တိုက်အများစုဟာဂရီတစ္ဆာကြီးပြီးဖြောင်းမကြပါတယ်တန်ရောစဉ်အစွဲလန်းကြီးလွန်းလာကြောင်းသူတို့နဲ့အဆက်အသွယ်ဖြစ်ဖို့ကြိုးစားတဲ့အခါအင်မတန်စိတ်မကောင်းဖြစ်ပြီးဒေါသထွက်ကြပါတယ် တချို့တိုက်တွေဆိုရင်အညိုတေးကြည့်ပြီးမိမိနဲ့တကွာမိသားစုကိုအမျိုးမျိုးအဆင်မပြေအောင်နှောက်ရက်တက်ကြပါလေမိမိကတိုက်ကလာတဲ့ဆိုရင်မိမိတိုက်ကိုတီအောင်လုပ်ပြီးသူတို့အတွက်ရည်စူးကအလူလုပ်ပြီးအမျှဝေပေးရင် သူတို့ကလည်းအပြန်အလှန်ဆောက်ရှောက်ပြီးကူညီပေးကြပါလေမိမိတို့ထားခဲ့တဲ့ဂတိတွေကိုတီအောင်လုပ်ပြီးညီနိုင်တောင်းဆိုကအတူတကွာတာတနာပြုနိုင်ရင်နှစ်ဖက်လုံးအတွက်ကျိုးများပါလေ မမြင်ရတဲ့နတ်လောကသားတွေရဲ့ကူညီဆောက်ရှောက်ပေးမှုကြောင့်လမ်းမှန်ကိုရောက်နိုင်ပြီးတာသနာအလုံးလောက်ကကောင်းမှုပြုနိုင်လာရင်ဘဝကပူပြီးနေလို့ကောင်းလာမှာပါတိုက်ဆက်တွေအနေနဲ့မိမိတိုက်နဲ့ပတ်သက်ပြီးအမှားမလုံးမိဖို့အရေးကြီးပါတယ်ဤတွင်ဆီယာမယတဝတ္တိရဲ့တိုက်ကြိုးကဖျက်ရမှာမဟုတ်ဘူးဆိုတဲ့အကြောင်းအရာကိုတင်ပြလို့ပြီးပါပြီအောင်လဲဘ ഹു တုတ္တမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အစ်စ်တင်နိုင်တည်ရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီးအုပ်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမေးမြန်းလိုသည်များ အကြံပြုလိုသည်များလည်း comment မှာရေးပေးသွားပါအောင်နော်ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ